ြာတန်းထက်လေးမင်္ဂလာပါမင်္ဂလာပါခင်ဗျာမနေ့ကတော့တော်တော်ကြည်နူးစရာကောင်းတာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဒီစိတ်ကူးဒီစီစဉ်လေးဘလို့လေးဖြစ်လာဒါလေးကျွန်တော်ပြတ်တတ်ပါဟုတ်ကဲ့အဲ့ဒါလေးကအခုကလေးကတော့စိတ်ကူးလေးရှိတယ်စိတ်ကူးရှိတယ်ဆိုတာဟိုဟိုပါပေါ့နော်အမတော်ကယုံကြည်မှုက2018လောက်ကလေးကစပြီးယုံကြည်မှုစခဲ့တာပေါ့ကျွန်တော်ကြောင်းစရာဘဝကနေစပြီးတော့အဲ့ဒါလေးစပြီးတော့အခုနှခဲရလို့စိတ်ကူးကတော့အဟဲဟိုကနေလင်းမော်တက်ဟုတ်အတက်မာတာလေးကျွန်တော်ကလွန်ခဲ့တဲ့ဟိုက28ရက်နေ့ကလေးတော့ ကျွန်တော်အဲအဲငလေးမှာအမတော်ဆုံးမလားဖရားအတွက်ပေါ့နော်ရွှေဆိုင်ရဖရားအတွက်အဓိကမိန်းထားပြီးတော့မှရှိသမျှပစ္စည်းအကုန်ထုခွဲရောက်ချပြီးတော့လှူတာကျွန်တော်ပြင်မနာကျွန်တော်အရင်လည်းပြိုတယ်ဟုတ်ဒါပေမဲ့ပြိုတော့လည်းကိုယ့်အိမ်ကမကြည့်တော့ဘူးကိုယ့်ရလူလည်းမနေဘူးလေမနေတဲ့အတွက်ကြောင့်အာထားလိုက်တယ်ထားပြီးတော့မန်းလေးကိုရွှေဆိုင်ရနဲ့ဒီငလေးမေးကိုအဓိကမူလှူတာပေါ့နော်တကူတော်ပရိုက်တာတမဖြစ်တဲ့အတွက်ကြောင့်အဲ့လိုလှူတဲ့အချိန်မှာဒီဖရားကိုပြန်ပြင်နေတဲ့အတွက်ရှိသမျှရွှေအကုန်လုံးရောင်းလိုက်တာ ပိုင်ဆိုင်သမီးပေါ့နော်တချို့ဆိုပတိပိုင်ကြောတာရှိတယ်ရွှေပြေးပါဘလောက်လောက်ဘလောက်လောက်ရှိတယ်မှန်ကြီးများတယ်အားကြပြောလို့မရဘူးနော်တိုင်းတာတကူပေါ့နော်ဟုတ်ဟုတ်ဟုတ်အဲ့အဲ့လိုရောက်ဟွာရောက်ချပြီးမှလူတယ်နောက်ဒီကိုရဲ့ပန်းဆက်တွေရတဲ့လာလူပေးတယ်နောက်ကိုမှရှိတဲ့ငွေရောကိုစီပေးလာတွေ့လို့ရတဲ့ငွေရအစအကုန်ပေါ့ကျွန်တော်အကုန်လူပေးတယ်အဲ့လိုလူပေးရနေရနေပြီးတော့ဒီလက်စုပ်လေးပေါ့နော်ဒါဆိုရင်ဒါအဘဥကြောင်းကြောင်းချင်းမြင်ချရတဲ့ဒါဟွာလေးပေါ့နော်ငကားမေတွေကြောက်လေးပေါ့နော်ဒါဟွာကြောက်လေးအဲ့အဲ့ကြောက်ဒါလည်းဖားလက်စုပ်ပါပဲ ဒါလေးဆိုရင်ဒါဒါအမှန်တမ်းပြောရင်ဒီဥစ္စာလေးတခုတော့ခြံထားတယ်ဒါတော့မှချောက်ဖြုတ်ပြီးရောင်းတော့မလို့စိတ်လေးပတ်ထားတာအဲ့ဒါလေးတကွင်းရဲ့နဝရလေးကိုဖွက်ထားလိုက်တာအဲတက်ဆောင်လေးပေါ့နော်တခုလိုရင်ရောင်းလို့ရအောင်ဆိုပြီးအဲ့ဒီနဝရလေးကိုလက်စုပ်လေးဖွက်ထားတာဒါပေမဲ့လေရင်မော်တက်တဲ့အတက်မှာအမတော်ကနားထဲကိုလာပြောနေအဲ့ဒီနဝရလက်စုပ်ငါ့ကိုလူငါ့ကိုလူအစီလာခဲ့တူလာတော့ကလည်းဒီလူဖို့နဲ့ပန်းဆက်မိတ်ဆွေတွေ့ဖို့လောက်ပဲလာတာဟောကမ်းဖို့မရှိဘူးအစီအစဉ်မရှိဘူးဒီတစ်ခေါက်လာတာနောက်ဆရာကြီးကြီးကျွန်တော်လာတာ ်ဆရာကြီးတို့မိန်လာပြီးတော့ဟိုအလုပ်တာပေါ့ကာဗရာလာပြူလာအဲ့ဒီမှာမှအဲ့စားလူးလူးဆိုတော့မအားအောင်အကြံရလိုက်တာအဲ့အဘအောင်လာပြီးတော့မှအဘဦးကျော်ကြီးကျော်လာတိုင်ပြန်လိုက်တာဆက်ခုနဆက်ပြောတဲ့ထမတော့ဟောအမတော့လာပြောတာအဘဲချင်းဘယ်လိုနေရာလောက်လဲလေမောမတက်လေမောမလေမောနေပြောနေတာဩကျွန်တော်နားအမြဲတမ်းလိုကြားရတယ်ဟိုကကျွန်တော်အမြဲတမ်းကြားတော့အမတော်တို့ငကားမဲတော်ကြီးတို့အဘတို့ကတတာနဲ့ချက်ချင်းလာချက်ချင်းကြွနားမှာဆိုရင်ကျွန်တော်အမေကြီးအမနောက်မေကြီးအမြဲတမ်းစောက်ရှောက်တယ်နောက်မေကြီးကစောက်ရှောက်တယ်နောက်မေကြီးကကူညီပေးတယ် ်သူကပဲလိုက်ပြီးမနှောပေးတာအဲ့ပေးတဲ့အတွက်ပေးတဲ့အတိုင်းပဲကျွန်တော်အဲ့လေလောက်တာဒါဆိုရင်ဒီဒါနဝရ90လက်ဆော့ဟုတ်တယ်အာဘယ်ကတော့ငွေတာပြောပြောကဘယ်လောက်တန်းကြီးအခုဆိုရင်ဘယ်လောက်အဲ့ဒီတော့က80နဲ့မှ900ကျွန်တော်ကြတော့ဒုံးငွေလေ100ခန့်လုံးရှုံးနေဟုတ်အခုရှုံးမယ်ဆိုရင်ဟိုကရှုံးမှာ9သိန်းရှုံးမှာပေါ့9သိန်းနဲ့ဟိုကရှုံးမှာပေါ့9000ရှုံးမှာပေါ့ဟုတ်တယ်ဟဲ့ဥစားဟိုကပြပသားလိုရတယ်ဒါပေမဲ့အဲ့မှာကျွန်တော်က80လို့ထွက်လိုက်တယ်ဒါကြောင့်ဒီနေ့ဝေတဲ့ချမ်းသာလှူတာ29သိန်း9000 6000ဆိုပြီးချလိုက်တယ်ဟာကျဲတာရောအဲ့အားလုံးပေါင်းတော့69သိန်း9900ဟုတ်အဲ့လိုချပလိုက်တာ900စီပါတယ်နောက်ဆုံးနောက်ဆုံးကနေကိုကနေချပလိုက်တာဟုတ်ဆက်ထောက်ဆင်းဆရာအမတော်မြန်နန်းတွေကိုဘယ်ကလေးကလေးစားယုံကြည်ခဲ့တာဘလို့ဆက်ဆက်ရှိတယ်ဟုတ်ဟုတ်ပြပါဟုတ်ကျွန်တော်ကပြောပြရင်ကျွန်တော်ရဲ့ဟိုဟာကအမေရဗီရင်ဆရာမ အမေပင်ဆရာမကြီးပေါ့နော်အဆုံးသွားတဲ့နေ့နဲ့ဆယ်လာရှိသွားပြီပေါ့နော်ပင်ဆရာမဒီမာဘုတ်တို့နဲ့ရိုးရိုးပဲလှုပ်ကြွေးခဲ့တာပေါ့နော်အဲ့လိုလှုပ်ကြွေးတဲ့ပင်ဆရာမကြီးကနေပြီးတော့ကျွန်တော်သိအောင်ကြီးမရှိတတ်ဘူးပြီးတော့ចောင်းဆရာ16နှစ်နေသားတွေကជူရှင်ចောင်းဖွင့်ခဲ့တယ်ဆိုတော့ចောင်းဆရာဖြစ်တဲ့အတွက်ဘာမှယုံကြည်မရှိဘူးမရှိဘဲနဲ့နေရနေပြီးတော့2018မှာဒီကျွန်တော်တို့ PPTD တနန်းလာပြီးတော့ဖွင့်တာចောင်းဆရာမတနန်းအဲ့ចောင်းတနန်းလဲလာဖွင့်ရောအဲအမတော်ပြန်နေလို့ဆိုစွမ်းနေပေါ့နော်တကူးကြီးတယ်ပစောင်းတော့ဖတ်ပူလာဟုတ်ကွာဖတ်ပူတော့ကြီးတယ်ဆိုအဲသွားမယ်ပေါ့ ဘာလို့ဆိုရင်မတော်စီရောက်ချလာအဲ့ဒါ2018ဝင်းကျင်ပေါ့နော်18ဝင်းကျင်တောင်ကြီးကိုမပြောင်းခင်ပေါ့ကျွန်တော်ပြင်မနာမှာနေတော့မှအဲ့လိုတဲ့မတော်စီလာလာပြီးတော့မှဒူရှင်နေပါအတင်တော့မှတင်းနဲ့တကိုးကြီးတယ်ဆိုရင်လို့အမကျွန်တော်အမဝင်ဝက်တယောက်ရှိတယ်မမလိုက်ပေါ့တင်းဆိုတာအဲ့ဒီမှာလိုက်ပို့တာအဲ့လုံကအမတော်ကိုလက်ဥတော်မကြည့်ခဲ့ဘူးဒီနေ့အဲ့ဒီအမကိုပကုန်းဖက်ပြီးပြောတော့ငိုရင်းနေရကုန်မှာမနဲ့ထိန်ထားရတယ်အမတော်ကိုလုံကလက်ဥတော်မကြည့်ဘူးမကြည့်ရင်လည်းမအမတော်ရေးလို့တကိုးကြီးတယ်ဆိုရင်လို့နောက်တစ်ခေါက်ရန်ကုန်ပြန်လာမယ်လို့ ။နောက်ပြင်မနာမှနေတဲ့နေပြီးတော့မှနေတဲ့အမေနဲ့မအကိုလေရင်နဲ့ခေါ်မယ်လို့။ပြီးရင်ရွှေတစ်ချက်သားပေးလို့ပေးမှလာ။ပြီးရင်ငါယုံမယ်လို့။နင်းနေရိုင်းခိုင်းချတာမှတော့အဲ့တိုင်သွားလို့တာမှတော့မြန်တယ်လို့။အခါမှလည်းမဘူးဘူးဘူးတော့အဲ့မှာရောက်ဘူးလား။ဖယားတော့ရောက်ခုတယ်အမတော်စီမတော်ဘူး။အဲ့လိုပြောတယ်အဲ့လိုပြောပြီးထိတ်တိုင်ပြန်ပြီးတော့မှ15ရက်လောက်နေတော့အကြောင်းသားတွေနောက်တစ်ထပ်ပြီးငါ။အဲ့မှာစွစုပေါင်းသိရင်စိတ်လောက်ရလိုက်တယ်။သိရင်စိတ်ချော်ချော်လောက်ရလိုက်တယ်။90လောက်ဝင်တာမှတရား9000နဲ့တင်လာဆိုတော့အဲ့မှာ ရွှေရွှေစုတကုန်ရတယ်။ ဲ့ဆွေဆက်ကျိုးကအမေကိုလောက်ရတယ်ပြီးတော့အမေကိုလည်းလေရင်နဲ့ခေါ်လာနိုင်တယ်လေရင်စည်းပူအောင်ပေါ့နော်ဘုရားကတော့သွားရင်လေ့ကျင့်မယ်ဆိုပြီးတော့လေရင်စည်းပူအောင်ခေါ်လာပြီးတော့မှအိမ်မှာအမဆီရောက်တာဒါပေမဲ့ဘယ်လိုကောင်းမလဲဟိုအမေအေးဆေးပဲသွားပြီးတော့ပွဲကြီးပိုက်တင်လာတယ်မဟုတ်ဘူးဒိတ်တာအောင်တော့ကိုယ်ကခက်တိပြီးပဲစာမွေးရှိတော့မတ်စတာကြီးဆိုတော့ပြန်သွားတာပြန်သွားပြီးနေရနေပြီးတော့2019 20ပရိုက်တိုက်ပိုင်လို့အဲ့2020ဝင်းကျင်မှာအဲအဲ့အဲ့အချိန်ဝင်းကျင်မှာကြာပြခါပြန်ပြီးတော့ကျွန်တော်အကုန်ကြောင်းနေပိုင်ကုန်ပိတ်လိုက်ရပြီ။ ပိတ်လိုက်ရပြီနားတဲ့အချိန်မှာဒီဘေးရှင်ဆရာလုတော့မှာပေါ့နော်အဲ့လိုက်ဝင်တော့မယ်ဆိုမှာအမတော်ကတခါထပ်ပြီးတော့အိမ်မက်ပြေးတာအဲ့မှာမော်လယ်မြန်ရခလေးတယောက်ကပုံတော်လေးလမ်းလို့ပြေးတာအဲ့ဒါပုံတော်လေးတေးသေးလေးပုံတော်ပုံစားလေးအဲ့ဒါနာမည်ကတော့မှမောင်တူရိန်ဆိုခေါ်တယ်သူအစိမ်ရောင်းတဲ့ကလေးလေးကနေပုံတော်လေးသူ့ပို့တယ်အဲ့ဒါပို့တယ်အမတော်မလာခင်ထူးခြားချက်ပေါ့နော်နောက်ကျွန်တော်ကဗရောက်ပင်စိုက်ထားတယ်အဲ့ဒီဗရောက်ပင်အိမ်မှာရှိတဲ့ခြံမှာရှိတဲ့ဗရောက်ပင်ကထပ်ပြီးတော့ပွင့်တယ်မွေးလေးလာတယ်ပြထူးထူးခြားခြားပေါ့နော်ခြံမှာမွေးချိန်မှာ ပစ္စည်းလာတူးတဲ့အတန်ကြားတာတို့အဲအဲ့လိုမျိုးစုံပဲဒီဟိုတောင်ကြီးကချမ်းပါအဲ့လိုနေရနေမကြဘူးမတော်ပုံတော့ရောက်လာတာအဲမတော်ပုံတော့ဆို၅သိန်းကျော်ပဲပေးရတယ်ဝမ်းလူတာမတော်ပုံတော့ရောက်လာပြီးတော့ငကားမေတော်ကြီးငကားမေတော်ကြီးပုံမှာကျန်တဲ့တိုက်တက်တွေအများကြီးလာတာအဲ့မှာလာတော့ကျွန်တော်အခန်းချင်းချင်းလေးနဲ့ခေါ်တာအဲ့ဟောတဲ့အချိန်ရတယ်ပြောပြမယ်ကိုဗစ်လည်းဖြစ်တယ်အချိန်နေရက်တစ်ခုလည်းပြောင်းသွားတယ်နောက်တစ်ခုကျွန်တော်တို့ကလည်းစာလည်းမတင်ရတော့ဘူးအကြောင်းကလည်းပိတ်ပစ်လိုက်ရတယ်အကြောင်းကြီးလည်းတိုင်းမဖွင့်နိုင်ရတယ် အရင်မပြေလဲဘူးအဲ့ချိန်မှာကိုကဒိတ်ထန်လိုက်တယ်ဒိတ်ထန်ပြီးတော့စူပူးလေးရှိတယ်စူပူးဖောက်လိုက်တယ်လေးသိန်းနဲ့မှ9000ကျော်ရရတယ်အဲ့ပစက်ယူပြီးတော့ကလေးကိုသားလေးပေါ့နော်အခုမွေးစားသားလေးကောင်ခေါ်တယ်နောက်မိတ်ဆွေတယောက်ခေါ်သွားတယ်နောက်ဒါအကြောင်းသားတစ်ကောင်ခေါ်တယ်ပုပ်ပောက်သွားလိုက်တာပုပ်ပောက်ပုပ်ပောက်သွားတဲ့အခါမှာမှပုပ်ပောက်မှာပွဲတရားရှိပြီးတင်တယ်တင်းပြီးတော့မှရွှေမကြီးတော့ဒီမှာရောက်တော့တော့မှအဘအောင်မင်းကလည်းတွေ့တွေ့တယ်အဲ့မှာဘာရွှေမကြီးတော့လာရွှေမကြီးတော့တော်လဲကျွန်တော်မသိဘူးပုပ်ပားတာရောက်လာအဲ့ဒါကြီးမသိဘူးအဲ့မှာမှာဘာရဲ့ခေါမောက်ကိုစောင်းရတယ်စောင်းရင်းမှာ ရတနာမြတ်သုံးပါးဌာနန်းလို့ပေးစီပြီးရင်ဟောကပြောက तू မတတ်မှတ်မချင်းမယူပါဘူးပြီးရင်ပွဲဖို့လိမ်မတောင်းပါဘူးပြီးရင်ဘာပေးရမယ်ညာပေးပဲလောင်းကြီးနဲ့လုံးမလုံးပါဘူးရတနာမြတ်သုံးပါးလို့ပေးအောင်မြင်လိမ့်မယ်ပြောရတာအဲ့ဒါနဲ့ပဲအပါကိုဟိုရောက်လာရောက်လာပြီးတော့မှအဲ့ဒီလိုတက္ကန်လေးပေါ့နော်အိမ်ထဲမှာပဲဖွင့်တာဖွင့်ရတယ်မကြဘူးအဲ့ကိုမျိုးရှင်ဟော်နန်ကြီးရလိုက်တာဟိုနန်းကြီးဖွင့်ထားတာအဲ့အပါဘုံအဲ့အဲ့ဟိုဟာပေါ့အဲ့နန်းကြီးမဖွင့်ခင်မှာမဆောစောအမတော်ညာနန်းတော့ပုံကြွားလာ ကြွလာပြီเนาะပုံတော်တွေအကုန်လုံးကျွန်တော်စီမှာရှိတဲ့ပုံတော်တွေအကုန်လုံးအားလုံးကလူတဲ့အလူနဲ့လူတဲ့လူတွေကြီးပဲအားလုံးပဲလူရှင်တွေကြီးပဲအဲ့လိုမျိုးအမားတော်တော်ပေးတယ်ရွှေတောင်းရင်ရွှေပေးတယ်ငွေတောင်းရင်ငွေပေးတယ်အကုန်ပေးတယ်အကုန်ပေးတယ်ကျွန်တော်ဆိုရင်အခုရှင်းကြွရဘာလုံးမှမရှိဘူးဒါအလုံးမှကိုမရှိဘူးဒါပေမဲ့သမဲဝဝစားရတယ်အမေကိုလှုပ်ကြွေးနိုင်တယ်ပြုစုနိုင်တယ်စေးကူနိုင်တယ်လူတန်းစီနေနိုင်တယ်လူနိုင်တန်းနိုင်တယ်ဒီလိုဆိုတဲ့ share လူတာ share ဟိုဒါအမတော်တို့ဒါ90လက်စွပ်ထိလိုက်ပြီဆိုတော့ဟုတ်တာပေါ့နော်ဟုတ်နောက်ထပ်အစီအစဉ်တွေကကျွန်တော်မမြင်မသိတာပေါ့နော်ဟုတ်ကျွန်တော်စစ်တင်ဝန်ထမ်းတွေရောဝန်ထမ်းတွေပေါ့နော်ဒီဟုတ်ဟုတ်ဟုတ်တပေါင်းစီလောက်ဒီ size တပေါင်းစီဟုတ်တပေါင်းပါတယ်ငါတော့ပါဘယ်လိုစိတ်ကူးဘယ်လိုပေါ်တာငွေလည်းရှိတာလားအဲ့ဒါကအဲ့ဒါကလည်းအများတမ်းပဲအဲ့ဒါကတော့ကျွန်တော်သွားနေရလူပဲလူဖြစ်နေတာအများတမ်းသွားတဲ့အတွက်ကြောင့်အများတမ်းလူမျိုးလူလေးလူလားရှိတယ်ကျွန်တော်ကဟိုရတဲ့သူကလည်းကတော့ပါတောင်းစားတဲ့လူပဲဖြစ်ဖြစ်အလူခံပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တပေါင်းမှာစားလို့ရမှာခြေကအဲ့ အဲ့တော့နေရာတော့မပေးဘူးပေါ့နော်အဲ့လိုအဲ့လိုဂုံလူလာတာလို့ပြောသူတို့ဝန်ထမ်းတွေလည်းဂုံလူကျင်တယ်နေရာဆိုရင်စိတ်တော့မကောင်းဘူးလူနေရာမပြေးလိုက်ဘူးလေဒါပေမဲ့တော်တော်များတော့ရလိုက်ပါတယ်ရလိုက်ပါတယ်ဟုတ်ဒီနေ့လူနဲ့ပတ်သက်ပြီးတော့ဗာလေးဖြစ်ဆက်ပြောကြတာရှိလဲပီတိလေးဘယ်လိုလေးဖြစ်နေပီတိကတော့အောဝါရာပေးတဲ့အဖပါပေါ့နော်အဖဆရာကျော်ဟင်းကျော်ပေါ့ဆရာကကျွန်တော်က6ယောက်ရှိတာဟုတ်ပထမ6ယောက်တယောက်ကတော့လက်ဦးဆရာအမေပေါ့နော်ဒါစုံသွားတဲ့အမေသူကတော့လုံးဝပေးရင်ဟိုကနောက်ရောက်ကော်ဆရာလေးဆရာလေးကဟိုမှာမှာတပ်ပေးခဲ့တာ ရောက်ဝတ်တက်ပြီးခဲ့တာအဘတက်ကိုပြီးရောက်ကုန်ပြီးတော့အဘကြောင်ရင်းကျော်ပြီးတော့ဆရာနန်းအောင်လိုင်းဆရာနန်းအောင်လည်းခမည်းနန်းအောင်လိုင်းနောက်ရန်ကုန်ဦးဝင်းလိုင်းရန်ကုန်အဲရန်ကုန်ဦးဝင်းလိုင်းဆရာလည်းမမြန်တဲ့နယ်ပတ်အရန်ပတ်သက်တယ်မတော့နဲ့နောက်တစ်ခါဆရာဟိန်းလက်တော့တဲတော့ပညာပေးတယ်သူတို့ဆရာတွေရဲ့အကုန်ကြီးစုပဲဟိုကဆရာတွေရဲ့ကျေးဇူးလာဆက်တဲ့ပွဲပဲဒါကြောင့်ဆရာတွေကိုယေစုပြီးတော့ကျွန်တော်လက်ဆုပ်လူတာဒါပေမဲ့နာမည်နာမထည့်လိုက်တာလေနာမည်တော့ကိုကလူငယ်ဖြစ်တဲ့အတွက်တပည့်ဖြစ်တဲ့အတွက်နာမည်လူကျွန်တော်ကိုနာမည်ထည့်လိုက်တာသူတို့ယေစုပြီးလူပေးတာသူတို့တက်ရှိတင်ကြမှာလူပေးလိုက်တာတော့ နေ့ဘလိုလေးပီတီဘရဝမ်ဘာကြီးကြတော့ညနေကဘလိုစီစဉ်ရှိတယ်လဲအဲညနေကကြတော့ဟိုပါရှိတယ်ဒီနေ့ညနေအဘအကြောင်းကြောစီစဉ်ပေးထားတယ်ရုပ်ရှင်ရှံပေါ့အမတော်မြန်နဲ့ရကူရေးချံအဲ့ခြံမှာရှိတဲ့ကျူးတွေတဲလေးရှိတယ်အဲ့မှာကျွန်တော်အဲ့ဒါတော့ဘားနဲ့တိုင်ပြင်းသွားတာဟိုရင်နဲ့တိုင်ပြင်းသွားဆိုတာပေါ့နော်စရုညီသာကျွေးမယ်ဒီစုံပဲကလာရင်ပေါ့နော်ဒီစုံအချင်းပါမယ်အတုပ်ပါမယ်ကျွန်တော်ဘာလဲရှောင်းကြောပါမယ်ထမင်းပါမယ်ဘားတို့တိုင်ဝမ်ထွယ်လောကစီရင်ပေးထားတယ်အဲ့ဒါလည်းကျွေးခြင်းကိုကျွေးတာဟာဒါနာပေါ့နော်ဟုတ်မနေ့ကဆရာလာတော့တပည့်တော်ကလည်းတော်များတွေ့ရတယ် ဟုတ်အဲ့တော့ဟိုဆရာကရန်ကုန်မှာရန်ဖန်ကားပဲရှိတယ်အဓိကတောင်ကြီးမှာပဲလားအဓိကတောင်ကြီးမှာပဲတောင်ကြီးမှာနေတိုင်းနားပေါင်ရွာမှာမနေ့ဆယ်နာရီကနေပြီးတော့နေ့လယ်နှစ်နာရီအထိတောင်ကြီးနားမှာကျွန်တော်ကတောင်ကြီးနဲ့နည်းနည်းလေးဝေးတယ်နားပေါင်ရွာမှာကဲကျေးဇူးပါ